အားလုံးမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုးတော့ပါတယ်ဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ်ခင်ဗျာ ပထမဆုံးသွင်းနေတဲ့သတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်။အဲဒီသွင်းနေမှုမှာ Man United သတင်းတွေကတော့ပို့ပြီးတော့များမယ်။ပထမဆုံးဖော်ပြထားတဲ့ဒီသတင်းရင်းမြစ်က Gazzetta dello Sport ပေါ့နော်။အဲတော့ Gazzetta dello Sport ဆိုတာအီတလီဘက်ကသတင်းရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။ Inter Milan အသင်းက Manchester United အသင်းရဲ့တိုက်စစ်မှု Rasmus Wieland ကိုအဓိက ြစ်မဲ့အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။အင်တာမီလန်ကတော့ဝိုင်လန်ကိုတကယ်လိုချင်နေတဲ့ပုံစံမျိုးပဲ။အခုမှသတင်းထွက်လာတော့မဟုတ်ပါဘူး။ဘောလုံးအပြောင်းရွှေ့ဈေးကွက်ပထမတစ်ချိန်ဖွင့်ကလေးကဝိုင်လန်ကိုအင်တာမီလန်အသင်းခေါ်ယူချင်နေတယ်ဆိုတဲ့သတင်းမျိုးတွေထွက်လာတာပါ။အင်တာမီလန်အသင်းမှာလည်းတကယ်တော့တိုက်စစ်မှုကောင်းတယောက်တော့လိုတယ်ဗျ။အခုလော်တရိုမာတီနက်ရှိတယ်ဆိုပေမဲ့သူတို့မာကတ်စ်တူရန်ကိုခေါ်လိုက်တာဒီရေရိုအဖြစ်ခေါ်လိုက်တယ်လို့ပဲထင်တယ်။တူရန်ကဒဏ်ရာပြဿနာမကြာခဏရတတ်တယ်လို့သူ့ရဲ့အသက်အရွယ်ကလည်း28 29လောက်ဖြစ်နေပြီဆိုတဲ့အခါကျတော့ငယ်ရွယ်ပြိုမြင့်နုနယ်တဲ့တိုက်စစ်မှုတယ ောက်ကိုချိုးပြီးတော့ investment လုပ်ချင်တဲ့သဘောမျိုးပဲဒီနေရာမှာတခုပြောเสียရရှိတာဟာ bro အဲ့ဒါဆို Rasmus Wylan ကတိုက်စမှုကောင်တယောက်ဟုတ်ရဲ့လားဗျာကျွန်တော်တို့ United မှာတိုင်ပတ်နေတယ်ဘာညာဆိုရက်မေးခွန်းနေပေါ့နော်မှန်တော့လည်းမှန်ပါတယ် Rasmus Wylan က United အသင်းမှာမအောင်မြင်တဲ့ကစားသမားဘဝတစ်ခုကိုတိဆောက်ခဲ့တယ်လို့ပဲပြောရမှာပေါ့နော်တောင်းရှိချင်းနဲ့ထိုက်တဲ့နဲ့ခြေသွမ်းမျိုးမရခဲ့ဘူး United အသင်းကသူ့စီကနေ goal တွေများများစွာ မရခဲ့ဘူးပြိသက်တွေအနေနဲ့လည်းစိတ်ချနေမှုအပြည့်အဝမရခဲ့တဲ့အတွက်ကြောင့်ဒါ United အသင်းမှာမအောင်မြင်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်သို့တော့ United အသင်းမခေါ်ဦးတဲ့အချိန်ကာလတုန်းက Atlanta မှာတကယ်ဘာဆိုလာညာဆိုလာဖြစ်ခဲ့တဲ့တိုက်စစ်မှုပါအဲ့တွက်ကြောင့်ဒီခါလေးကျရင်ကျွန်တော်တွေကဘလုံးသမားတယောက်ရဲ့ဖြစ်တန်ဆွမ်းကိုတုံးသက်ရတာတော်တော်လေးခက်တယ် United အသင်းကိုရောက်လာလို့အဝိုင်လန်းမိုက်တယ်ကွာဘာညာဟိုက်ပြလိုက်တာမဟုတ်ဘူးကျွန်တော်တို့ဝိုင်လန်း United ဖြစ်လာနိုင်တဲ့အခြေအနေကိုလည်းနော်ရှေးပြောဆရာတွေမဟုတ်တဲ့အတွက်ကြောင့်ကြိုပြီးတော့မမြင်ဘူးသူ Atlanta မှာဘလို့ကစားခဲ့တယ်သူကစားပေါက်ကဘလို့ရှိတယ် United United မှာဘလို့ကစားနိုင်တယ်ဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့ compare လုပ်တယ်ပြီးတော့မှ United မှာအဆင်ပြေနိုင်တယ်ဆိုတော့သုံးသက်ချက်မျိုးလောက်တာပါဒီတိုင်း playing လောက်တာတော့မဟုတ်ဘူးပေါ့เนาะအဲ့တော့ United fan ကြီးကိုလည်းသိမှာပါ Atlanta မှာ Rasmus Wijnaldum ကစားခဲ့တဲ့ပုံစံတွေက United မှာ ਨੇ တခြားတည်ပဲဟာ United က Wijnaldum ကဘယ်သူတုံး Atlanta က Wijnaldum ကဘယ်သူတုံးလို့မေးဦးရမယ်ပုံစံမျိုး ဖြစ်သွားတယ်အလကားနေနိုင်ရင်တော့ Wijnaldum နာမည်ကြီးတာတော့မဟုတ်ဘူးသူ့ရဲ့အသက်အရွယ်နဲ့သူ့ရဲ့ခြေသွမ်းပိုင်းအရာတကယ်လို့အဲ့လောက်အမောက်ပမာဏပေးတင်တဲ့တိုက်စစ်မှုတယောက်ဖြစ်ခဲ့ဘူးတယ် Atlanta ကအခြေအနေကိုပြောတာနော် Atlanta Rasmus Wine လို့ YouTube မှာရိုက်ရှာကြည့်လိုက်အဲ့ခေတ်အခါကစားပုံကစားပေါက်ဒီ United မှာကစားတဲ့ Wine နဲ့တခြားစီပဲအဲ့တော့ပြောချင်တာဒီကစားသမားဒီ United ကိုရောက်လို့တာသူ့ရဲ့နာမည်ရောခြေသွမ်းပိုင်းရောအနေငယ် မိမ့်မိန်သွားခဲ့ပေမဲ့တိုက်စစ်မှုကောင်းတယောက်အဖြစ်ရှိနေတယ်ဆိုတာအင်တာမီလန်အနေနဲ့ရိတ်စားထားမိပုံပေါ်တယ်အထူးသဖြင့်ပရီးမီးယားလိမှာမအောင်မြင်တဲ့တိုက်စစ်မှုဖြစ်စေခြေသွမ်းသိပ်မအောင်ခြေသွမ်းသိပ်မပြနိုင်တဲ့တိုက်စစ်မှုဖြစ်စေအီတလီစီးရီရောက်တဲ့အခါကျရင်ထိုက်တဲ့နဲ့အလျောက်ခြေသွမ်းပြန်ပြီးတော့ပြလာနိုင်တဲ့အစင်လာရည်လည်းအများကြီးရှိတယ်ရိုမီလိုလူကာကူးဆိုရင်အတိုင်းမဲ့လေကျွန်တော်ယူနိုက်တက်မှာအစင်မမပြေတာပြီးတော့အင်တာမီလန်ပြောင်းသွားတယ်ဂိုးသွင်းပြေနေပါတယ်ဖြစ်တယ်ချယ်ဆီပြန်ရောက်တဲ့အစင်မပြေဘူးပြီးတော့ပြန်ပြောင်းသွားတယ်ဂိုးတွေအများကြီးတက်တယ်အဲ့ဒါကြောင့်အင်တာမီလန်အသင်းဒီသူ့ရဲ့ လိအထာကိုသူတည်တဲ့အတွက်ကြောင့် Rasmus Wieland ကိုအဓိကတိုက်စစ်မှုအဖြစ်ပြစ်မှတ်ထားနေတယ်လို့တော့ကျွန်တော်ယူဆတယ်။ United ကလည်းတိုက်စစ်မှုကောင်းတစ်ယောက်ကိုခေါ်ခြင်းနဲ့ဆိုရင်ဒါမှမဟုတ်လည်းတိုက်စစ်မှုမသုံးဘဲနဲ့တခြားနေရာတွေမှာအင်အားဖြစ်တင်းခြင်းနဲ့ဆိုရင်တော့ Rasmus Wieland ကိုရောင်းတင်တယ်လို့ထင်တယ်။ဒါပေမဲ့အသက်အရွယ်ကငယ်တဲ့အတွက်ကြောင့် Anthony တို့လိုမျိုးဖြစ်မယ်လို့တော့မထင်ဘူး။ဘာကြောင့်လဲ။ Anthony ဒီခေါ်ခြင်းချိန်ကာလတည်းကမြင်မာလွန်လာတဲ့ပြောင်းရွှေ့ခြင်းအမောက်ပမာဏကိုပေးခဲ့တဲ့အတွက်အဲ့လောက် ဟိုပြန်ပြီးတော့ကာမမဟုတ်တော့ဘူးဗျာတုံးမမုံတဘုံလောက်ပဲပေးတော့မယ်တိုးတော့ဝိုင်လန်းကြတော့လွန်ကျော်ရှုံရင်၅တန်းလောက်ပဲပတ်ချလဲရှုံးမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်ယူနိုက်တက်အနေနဲ့အင်တာမီလန်ရဲ့စိတ်ဝင်စားမှုကိုတေချာလေးလေ့လာစောင့်ကြည့်တင်တယ်လို့တော့သုံးသပ်မိပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ Football Game မှာ One Sport လည်းကစားလို့ရပါတယ် Promo Code ဖြစ်တဲ့ FPG အချီစလုံး93လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျဒီတက်ပို့ပြီးတော့အသီးသိသိချင်တယ်ဆိုရင်တော့ပပနမတ်ကိုကျော်ကျော်13လုံး3ညာ3လုံးမှာဆက်သွယ်ဆောင်တဲ့မိမြန်လို့ရပါတယ်ကျွန်တော်နောက်ထပ်ဆက်ဆက် သတင်းထဲမှာကတော့ဒီအီတလီဘက်ကသတင်းမြစ်တစ်ခုပဲပေါ့နော်ကျွန်တော် Carry Dello Sport ကဖော်ပြတဲ့မှာဆိုရင် Joshua Zirkzee ကိုတော့ United အသင်းကစက်ထင်းမှုဆုံးဖြတ်ခဲ့တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ကျွန်တော်အစောကြီးတည်းကတုံးသက်ခဲ့ပြီးပါပြီ Zirkzee ကထိမ့်သိမ့်သိမ့်နဲ့တိုက်စစ်မှုတယောက်ထိမ့်သိမ့်သိမ့်တာတဲ့ဆိုင်ထိမ့်လို့ရတယ်ဗျာ Joshua Zirkzee ကလည်း Wildland နဲ့ဘာထူးလဲဟိုအတွေးခေါ်ရှိနိုင်တယ်အဲ့လိုမျိုးလဲမှတ်ပါတယ် Zirkzee နဲ့ Wildland နဲ့တိုက်ပြီးရတဲ့ຢာဒီကဘာမှထူးခဲ့တဲ့တိုက်စစ်မှုတယောက်တော့မဟုတ်ဘူးဒါပေမဲ့လည်း သုံးဝင်ပုံချင်းအသုံးပြုလို့ရတဲ့အပိုင်းချင်းကွာတယ်ကျွန်တော်နံပါတ်10နေရာမှာထားမယ်ဆိုရင် Ramos Finlan ကိုထားလို့မရဘူး Joshua Zacks ကြီးကြောင့်နံပါတ်10နေရာမှာထားမယ်ဆိုရင် တူတူတနဲကစားပေးနိုင်တယ်ဂိုးသွင်းတေချာတာမတေချာတာတပိုင်းပြနောက် Super Sam ဖြစ်ကစားမယ်ဆိုရင်ပို့ပြီးတော့ Strong ဖြစ်တာက Joshua Zacks ကြီးဖြစ်နေတယ်အဲ့တို့ကြောင့် Joshua Zacks ကြီးကို United တို့စက်ထင်းမှုဆုံးဖြတ်ခဲ့ဟန်ရှိတယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ Zacks ကြီးကတော့စက်ထင်းတဲ့တိုက်စစ်မှုတယောက်ပေါ့နော် Ruben Amorim ရဲ့ပုံတံခင်းချင်းမှဆိုရင်သူကနံပါတ်10နေရာတည်ပြီးတော့ ော့ solid ဆိုတာရှိတဲ့အတွက်ကြောင့် Zagzi လိုမျိုးလုံအောင်အပြည့်နဲ့ကစားပေးနိုင်တဲ့သူဆိုရင် Ruben Amorim ရဲ့ polish လုပ်ပေးမှုကြောင့်တခုခုဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။ကြည့်ကျွန်တော်နောက်ထပ်ဒီ United ရဲ့သတင်းကတော့ big ကပေါ်ပြထားတဲ့သတင်းဖြစ်ပါတယ်။ The United အသင်းဟာ Frankfurt အသင်းမှာကစားနေတဲ့တင်းတိုက်စစ်မှု Hugo ီကီတီကီရဲ့ကိုယ်စားလှယ်နဲ့ဆက်သွယ်ခဲ့တယ်ဆိုပြီးဖော်ပြထားတာပါကျွန်တော်တို့မယုံဘူးအဲ့ဒါရှောက်ဖော်ပြတဲ့သတင်းတွေလိုပဲထင်တယ်အဲ့ bit ဆိုတာဂျာမန်ဘက်ကသတင်းရင်းမြစ်ဗျာ front ဘက်ကလှော်ပြီးတော့ဖော်ပြခိုင်းတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်အီကီတီနဲ့ပတ်သက်ပြီးအများကြီးပြောပြီးသွားပြီဘာမှတောက်ထိပ်ပဲမရှိတဲ့ပြောင်းရွှေ့ကြီးတွေ front ဘက်ရှောက်တောင်းနေတာဒါအီကီတီကီကိုကျွန်တော်ကဟို attack လုပ်တာမဟုတ်ဘူးเนาะ front ဘက်ကိုပြောတာ front ဘက်ဒီအီကီတီကီမှမဟုတ်ဘူးအရင်တော့က runner ကိုလိုမူယာနီကိုလည်းပြောင်းရွှေ့ကြီးတွေအများကြီးရှောက်တောင်းမှုတယ် PSG ရဲ့ယူလို့ခေါ်သွားတာ runner ကိုလိုမူယာနီကိုသူတို့ runners ကခေါ်ဆိုတဲ့အချိန်ကလာတော့ဘာမှပေးခဲ့ရတာမဟုတ်ဘူး ူးအဲ့တော့ Frankfurt ကဈာရှိတယ်ဗျအဲ့လိုမျိုးပေါက်ခဲ့ရတဲ့ဈေးတွေရှောက်လွင့်ပြီးတော့ကစားသမားတွေကိုခစ်အခေါ်ရနော်အရက်စကားနဲ့ပြောရင်ဂျင်းထည့်ပြီးတော့ရောင်းလိရောင်းတာရှိတယ်။ United အနေနဲ့လည်းအန်ဘူးမိုးတော်မှာတတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြီးအမောင်းပမာဏမပေးတဲ့အတွက်ကြောင့် Igi Tigi လိုမျိုးပေါက်ကရရှော့ဒေါင်းတဲ့ဈေးတွေကိုလည်းလုံးဝပေးမယ်လို့တော့မထင်ပါဘူးခင်ဗျာ။ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကကြတော့ ဒီ daily mail ပေါ်ပြထားတဲ့သတင်းပေါ့နော်ဒါတော့ united နဲ့ဆက်ဆက်ဒီ chelsea aston villa tottenham hotspur ရဲ့သတင်းလို့လည်းပြောလို့ရတယ် man united တင်းရဲ့တောင်ပိုင်းကစားသမား alejandro garnacho ကိုခေါ်ဖို့အတွက် chelsea aston villa tottenham hotspur စတဲ့အသင်းတွေကလေ့လာစောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ် garnacho က ruben amorin နဲ့အဆင်မပြေမှုလေးတွေရှိတယ်အဲ့အတွက်ကြောင့် united အသင်းကနေထွက်ခွာဖို့ တေချာတလောက်ပါပဲ။ဂနာချိုကိုတိုင်ကတခြားလိတွေကိုပြောင်းရွှေ့နိုင်ပေမဲ့ပရီးမီးယားလိမှာပဲကစားကျင်တယ်လို့ပြောထားတယ်။အဲ့တော့ပရီးမီးယားလိမှာသူ့ကိုခုံနိုင်တဲ့ကလပ်သင်းတွေကလည်းများများဆဆမရှိဘူး။လီဗာပူးရောအာစနယ်ရောဆိုတာထဲမတွက်လို့ရတယ်ဗျာ။သူတို့မှလိုလည်းမလိုဘူးဗျာ။ခေါ်လဲခေါ်မှာမဟုတ်ဘူး။မန်စီးတီးကလည်းခေါ်မှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်တခြားကလပ်တွေပဲရှိရအခုသတင်းထွက်နေသလိုမျိုးအက်စတန်ဗလာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အက်စတန်ဗလာဒီနောက်ပိုင်းမှာတော်တင်ဟော့စ်ပါ level ရောက်လာတဲ့အသင်းသင်းကစားသမားကောင်းတွေကိုခေါ်နိုင်တဲ့အရေးသွေးမျိုးအရေးချင်းမျိုးရှိလာတယ်။ဂနာချိုလိုအသက်အရွယ်မျိုးနဲ့ဗျာ။ပိုတက်ရှယ်မြင့်တဲ့ကစားသမ မားတယောက်ကို Aston Villa Rashford နေရာအစားထိုးဖို့ခေါ်သွားမယ်ဆိုတာကြီးကဖြစ်နိုင်တာပေါ့ ကနာချိုမော်ဂန်ရော့ဂျာစ်တို့ရဲ့အတွေ့အဖက်နဲ့ငယ်ရွယ်ပြိုမြင့်တဲ့အစုအဖွဲ့ကိုအစတွန်ဗလာတီဆောက်နိုင်တယ်လေ။ခုနှစ်တူပဲတော်တင်ဟော့စပါကလည်းလူငယ်လူရွယ်ကစားသမားကောင်းတွေကိုခေါ်လိခေါ်တာရှိတဲ့အတွက်ကြောင့်ပြောလို့တော့မရအောင်။ချယ်ဆီကတော့ကျွန်တော်မြင်ရပြောမယ်ဆိုရင်ဂစ်ဒန်စ်ရဲ့အပြောင်းအရွှေ့ပေါ်မှာအနည်းငယ်သွားပြီးတော့မူတည်နေမယ်။အဲ့တော့ဂစ်ဒန်စ်ကချယ်ဆီကိုပြောင်းရွှေ့ခြင်းနဲ့တခြားသင်းရဲ့ကံလန့်မှုတွေကိုညှင်းပယ်ထားတယ်။သို့သော်ပြဿနာဘရက်ရှာဒော့တ်မန်ပြောင်းရွှေ့ခြင်းညှိနှိုင်းလို့မရအောင်။အဲ့တော့ပြောင်းရွှေ့ခြင်းညှိနှိုင်းလို့မရဘဲနဲ့ဂစ်ဒန်စ်ရဲ့အပြောင်းအရွှေ့က breakdown ဖြစ်သွားမယ်ဆိုရင်တော့အလီဂျန်နရယ်ဂနာချူဘတ်ကိုချယ်ဆီအာယုံစိုက်လာနိုင်တယ်။ ယ်လို့ Gidens နဲ့အပြောင်းရွှေ့တော့တဲ့သွားတယ်ဆိုရင်တော့ Ghana ချူတခြားသော club အသင်းတစ်သင်းမှာပဲမြင်ရဖို့ရှိနေတယ်ဗျ။အဲ့တော့ Chelsea အနေနဲ့ Ghana ချူခေါ်ဖို့ဆိုရင် Gidens နဲ့တိတ်မကွာတဲ့ပြောင်းရွှေ့ကြီးအမောက်ပမာဏကိုတုံးဖို့တော့ရှိတယ်။ဆိုလိုချင်တဲ့သဘောကတော့ Gidens ကိုအခုချိန်မှာ Ghana ချူနီးပါးပြောင်းရွှေ့ကြီးတောင်းမယ်ဆိုရင် Chelsea က Gidens က Ghana ချူပဲကမ်းလှမ်းမှာပါ။လက်ရှိအချိန်မှာပို့ပြီးတက်တည်ပြထားနိုင်တဲ့ player က Ghana ချူဖြစ်တဲ့အတွက်ကြောင့် German Bundesliga မှာထွန်းတောက်လာတဲ့ကစားသမားတစ်ယောက်ကိုတွားပြီးတည်ကြနေ မ့်မယ်အစားလက်ရှိပရီးမီးယားလိမှာတက်တည်ပြထားပြီးတဲ့ကစားသမားတယောက်ကိုပဲချဲစီနေနဲ့ခေါ်ယူပါလိမ့်မယ်အဲ့ဒါကြောင့်ပရီးမီးယားလိကလပ်တင်ကိုစီကတော့ဂနာချိုခေါ်ဖို့အတွက်အခွင့်အရေးကိုစီရှိနေပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်